အလုံးမမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ဒါလက်ရှိမှာတော့ကျွန်တော် spa ပွဲအရင်ပြီးသွားလို့ spa ပွဲပွဲပြီးသုံးသက်ချက်လေးကိုအရင်ပြောမယ်ပြီးရင်တော့ကျွန်တော်တို့ Chelsea နဲ့ဒါကျွန်တော်တို့အာ Leicester ပွဲစဉ်ကိုတော့ကျွန်တော် United နဲ့ Arsenal ရဲ့ပထမပိုင်းပြီးလောက်မှာကျွန်တော်ဒီအားထဲမှာညှက်တင်ပေးမယ်ပေါ့နော်အဲ့တော့ Spurs တဲ့ဒီနေ့ပွဲစဉ်မှာတော်တော်ကြီးကိုကန်ကောင်းခဲ့တယ်လို့ပဲဆိုရမယ်ဒီမှာပါပါတယ်ဒီနေ့ပွဲမှာ Spurs တဲ့ဒီနေ့ပွဲစဉ်တာရလက်ပိုင်းအပြည့်များများဆဆများများလုတ်ပြနိုင်ခြင်းမရှိခဲ့မယ်လက်ရှိမှာခြေစွမ်းတက်နေတဲ့ဘုံမောင်အသင်းကိုဒါကျွန်တော်တရေခံကန်နိုင်ခဲ့တာကိုပဲကျေးဇူးကန်တင်ရမယ်ဒီမှာပါတယ် Spurs တဲ့ဒီနေ့ပွဲစဉ်မှာတွင်းသွားတဲ့တွင်းကိုတွေကတကယ်ကောင်းလို့တွင်းသွားရတယ်ဆိုတော့ဒီ individual ကနည်းနည်းလေးကောင်းလို့ဒါဒါဒီကိုတွေရသွားခဲ့တယ် ယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်ဒီနေ့ပေါ်စမှာစပါတင်နဲ့ဒါကျွန်တော်လူတော်တော်လေးကိုပြန်စုံလာတဲ့အသင်းသင်းနဲ့ပြန်တွေ့လာခဲ့ရပြီးတော့ဒါကျွန်တော်ရှေ့ပွဲမှာဒဏ်ရာရသွားပြီလို့ထင်ခဲ့ရတဲ့ဒါကျွန်တော်ဆူလန်ကီတယောက်လေးပြန်ပါလာခဲ့တဲ့ကြောင့်ဒီနေ့ပေါ်စမှာစပါတင်ဘက်ကများတခုခုလုတ်ပြနိုင်မလားဆိုအကုန်လုံးကမျောလင့်ထားခဲ့တယ်လက်ရှိမှာဒါပေမဲ့အခုလက်ရှိမှာခြေစွမ်းပြနေခဲ့တဲ့အာရီယိုလာရဲ့ဘုံမောင်အသင်းကိုဒါကျွန်တော်စပါတင်နဲ့တော်တော်လေးကိုခဲရခဲစစ်ကစားခဲ့ပြီးတော့ကျွန်တော်နောက်ကနှကိုးပြန်သွင်းပြီးတော့တရေရလက်တခုနဲ့ရခဲ့တယ်မှာပါအဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်ပထမဆုံးအနေနဲ့ဖြေရမယ့်တခုကပေးပနတိယပေးတင်လားပေးတင် င်းနဲ့တည်းမှာပါလေကျွန်တော်နည်းမြင်နေဆောင်းအမင်းနဲ့ဒါကျွန်တော်ဆောင်းအောင်မြင်အဓိကပါနေတယ်လို့ပြောဒီအနေထားပို့ရင်လည်းပြောဂိုးဖို့အတွက်တော်တော်လေးကိုခက်ခဲနေတာတော်တော်လေးကိုမဖြစ်နိုင်တဲ့အနေထားတစ်ခုကိုဒါကျွန်တော် ကီပါတယောက်ဖင်ရပြီးထွက်ဆွဲလို့ပဲကျွန်တော်နည်းမြင်တယ်။အမှန်တကယ်အဲ့လိုကိုကီပါထွက်မဆွဲဘဲနဲ့သူ့ရဲ့ဒါကျွန်တော်တို့နောက်တန်းကိုသာယုံလိုက်မယ်ဆိုတော့ဆွန်ဟောင်းရဲ့လက်ရှိခြေစွမ်းအရအဲ့ဒီဂိုးကိုသွင်းဖို့အတွက်တော်တော်လေးကိုခက်ခက်ခဲခဲဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်မိတယ်ဒီမှာပါ။အဲ့တော့ဒီနေ့ပေါ်မှာစပါတင်နဲ့ဒါခန်ဆယ်ပိုင်းမှာရူမဲရိုပါလာတဲ့ကြောင့်လူရောများပျော်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီရူမဲရိုကပဲလက်ရှိမှာဒါကျွန်တော်9မိနစ်တွင်ဒါကျွန်တော်ပွဲစားပြီး9မိနစ်တွင်ဒါနှစ်ဂိုးလောက်ပေးဖို့အတွက်အချိန်တည်းဒါကျွန်တော်လှုပ်ဆောင်သွားတဲ့အနေထားမှာဖြစ်သွားတယ်လို့ကျွန်တော်မြင်ရတယ်ဒီမှာပါ။ဘာလို့လဲ။မြို့သူပင်စူစေကမူဒါ AFC ဘုံမော်ကိုဒီနေ့မှာဒါချီချူ ကပဲတော့မှပါတယ်အာရီယိုလာရဲ့ဒီနေ့ကတော့ကျွန်တော်တို့သူတို့ရဲ့အဓိကကစားသမားတချို့ကိုရောင်းချထားခဲ့တယ်တော့မှ AFC ဘုံမောက်တင်းနဲ့အကောင်းဆုံးလုံပြနိုင်ခဲ့တယ်တော့မှပါတယ်တသင်းလုံးတိုက်ရတာရကြည့်မယ်စပါတင်ဒီနေ့ပွဲစမှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့ခါတိုင်းထက်တော့တာကစားပုံလေးတော့နည်းနည်းလေးတိုးတက်လာတယ်လို့ပြောလို့ရတယ်တော့မှပါတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာဘုံမောက်ကတော့စပါတင်မမီခဲ့ဘူးလို့ပဲဆိုရမယ်တော့မှပါတယ်ဒီနေ့ပွဲစမှာဘုံမောက်တင်းနဲ့တသင်းလုံးဒါကျွန်တော်တို့နောက်ကဂိုးသမားကီပါတစ်ယောက်ကလွယ်လို့တသင်းလုံးအဖြစ်တော်တော်လေးကိုကောင်းခဲ့တယ်လို့ပြောလို့ရတယ်တော့မှပါတယ်ဒါပေမဲ့လက်ရှိမှာချီချူရမယ်နေထားမှာတော့ဘဒုကိုချီချူဘုံမောက်ရဲ့ဒါ لیفٹ بیکمپے کراکس پہ سباد دیکھ چپرو روپ کرا چیم ہاں မတို့အသင်းကစောက်ပိုးကိုခန့်ထားကြတယ်တစ်ဖက်ကဒါရွှေမင်းသားလေးကိုခန့်ထားပါလားဆိုတဲ့ vibe ကိုအပြည့်ရစေတယ်မှာပါတယ်။ဒါကုနာမကရာကက်ဇုံကပထမဆုံးသွင်းကုန်မှာဆိုပေဒရိုပိုနေနဲ့ဒါကျွန်တော်တို့လွတ်လွတ်ကင်းကင်းရသွားခဲ့တယ်။လွတ်လွတ်ကင်းရတဲ့ပုံတော့ကျွန်တော်တို့ရှစ်ကပြစ်ထွက်သွားတဲ့ဘန်ဒန်ကာကိုပေးမလား။ဒါမှမဟုတ်ကတောင်ပိုင်းမှာပြစ်ထွက်သွားတဲ့ဘန်ဒန်ဂျိုဆင်ကိုပေးမလား။သူ့မှာရွေးချယ်စရာတွေအများကြီးရှိတယ်။အဲ့ဒါကိုရအောင်ကျွန်တော်ကျင်းတဲ့ချက်ထဲရအောင်ကျွန်တော်ကရာကက်ရဲ့ခြေတော်ထဲရအောင်ထည့်ပေးလိုက်တယ်။အဲ့တစ်ဖက်ရဲ့ဒါကျွန်တော် full back စားသမားကရာကက်ကလက်ရှိမှာဆွဲပြေးခဲ့ပြီးတော့ တော်တော်ကြီးကိုလှပါတယ်ဗျာတော်တော်ကြီးကိုတေသက်လှပလို့ ਨੇ ပေးပို့မှုနဲ့အတူဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့တာဗာနီယာကကျွန်တော်တို့ဒါအဆုံးသက်ပိတ်သွင်းသွားခဲ့တယ်အဲဒီအချိန်မှာစပါတင်တဲ့1-0ဖြစ်သွားချိန်မှာဒါကျွန်တော်တို့ ဟိုပထမပိုင်းပြီးသွားတယ်လို့ပဲဆိုအောင်ပေါ့နော်အဲ့တော့ဒုတိယပိုင်းကျွန်တော်ပြန်စတယ်ဒုတိယပြန်စချိန်မှာစပါတင်တာပိုင်လုံးနေရတယ်ဒါကျွန်တော်လူကတ်ဘတ်ဗက်တယောက်ဝင်လာတဲ့အချိန်မှာဘတ်ဗက်တယောက်ကျွန်တော်အတုံးလျုံစူးစမ်းခဲ့မှုအတွက်တိုင်နေထိတယ်ပြီးလည်းပြီးတော့ဒါကျွန်တော်တိုင်ထိပြီးဘလောက်မှမကြာတဲ့ခင်မှာဒါကျွန်တော်မက်ဒီဆင်တို့အုပ်စုလည်းဝင်လာပြီးတော့ခြေစွမ်းပြဖို့စူးစမ်းတယ်ဒါပေမဲ့ကျွန်တော်တကယ်တမ်းရသွားခဲ့တဲ့ AFC ဘိုးမော်ရဲ့ဒါကျွန်တော်တို့လက်ရှိ counter pressing ကနေပြီးတော့အဓိက twin goal ကိုရရှိသွားခဲ့တာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့2-0ဖြစ်သွားချိန်မှာကျွန်တော်လည်းလုံးဝအပြီးပြောပြီးတော့ဟိုဝန်နိုင်တာကျွန်တော်အိမ်ကွက်မှာဆက်လက်ပြီးရှုံးမြန်ပြီးဆိုပြီးထင်ထားခဲ့တယ်ဒါပေမဲ့လုံးဝမ ါထင်ထားခဲ့တဲ့အတွက်ဒီနေ့ဒါကျွန်တော်တို့ပရီးမီးယားလိအကောင်းဆုံးသွင်းကိုရတဲ့ကတကူလူတော်ပြောမလားပေါ့နော်ဒါကျွန်တော်တို့တော်တန်ဟော့စပါသင်းရတာကွင်းလေကစားဖြစ်တဲ့ပက်ပေးစာရဲ့တော်တော်လေးကိုလှပသေးတတ်တဲ့ဝေဝိုက်ကန်ချက်နဲ့တူဒါကျွန်တော်အဝေးကနေဒါကျွန်တော်တို့လက်ကန်ချလိုက်တဲ့နေထားမှာဒါဂိုးသွားခဲ့တယ်အနည်းကနေဒီနေ့ပွဲစမှာဒါအားအနေဆုံးကိုပြောပါဆိုရင်တော့ကီပါပါပဲကီပါတယောက်ဒီနေ့ပွဲစမှာဒါကျွန်တော်သူ့ရဲ့အမားဒီကတစ်ဆင့်စပါသင်းကိုနှစ်ဂိုးလုံးပေးလိုက်ရတယ်လို့ပြောလို့ရတယ်တော့မပါအဲ့တော့ဘုံမောက်သင်းတဲ့အခုလက်ရှိကစားသမားတွေတမမှာဂိုးသမားလေးများပြောင်းနိုင်မယ်ဆိုရင်လက်ရှိမှာဒါချန်ပီယံလိဂ်ကို AC ဝင်နိုင်မယ်စက squad တစ်ခုကိုပိုင်ဆိုင်သွားနိုင်မှာကျွန်တော်နေမြင်မိတယ်။ဒါပေမဲ့ဒီနေ့ပုံစံဘယ်လိုပြောဘုံမော့အသင်းနဲ့ spa အသင်းကိုရှင်းတဲ့ကြာမှာအဖက်ဖက်ကတာလွန်နေခဲ့တယ်။ရှေးတန်းနောက်တန်းဒါကွင်းလေအကုန်လုံးတာဒါတော့ဒီနေ့ပုံစံမှာတော့ဒါသူတို့ရဲ့ခံစင်မှုစစ်စစ်ကစားသမားဖြစ်တဲ့ဇပန်ကြီးဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပွဲပေးဖြစ်တဲ့ကြောင့်လွဲချော်တယ်။ဒါကျွန်တော်နောက်ထပ်ကစားသမားဖြစ်တဲ့ Sennessy ဒါတန်ရာကြောင့်လွဲချော်တဲ့ကြောင့်ဒီနေရာမှာ Hill ဆိုတဲ့ကစားသမားဝင်ကစားတယ်။ဒါပေမဲ့လက်ရှိမှာဒီ Center ဘက်နေရာမှာ White Sand ဆိုတဲ့ chart ကအင်မတန်မှကောင်းလို့နေလို့မြင်တယ်။အသက်19နှစ်အရွယ်နဲ့လုံးဝမလိုက်တဲ့ကွန်ပိုရှာတစ်ခုကိုကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါလို့မြင်တယ်။ ဲ့အဲ့တော့ဒီနေ့ပွဲစမှာကျွန်တော်ပြောသိပြတာပြောပြီးနီးပြရဲ့အဖြစ်တွေပြောနီးပြအနေနဲ့ဒီနေ့ကွင်းလေဘိုင်းမှာဒီ၃ယောက်ကိုဘလို့အုံနောက်နဲ့ထွက်လာဆိုတော့တော်တော်လေးကိုစဉ်းစားစရာဖြစ်ခဲ့တယ်။ကျွန်တော်ပက်ပဲစာဘီဇူမာဘန်တန်ကဒီ၃ယောက်ဆိုတော့ဘာမှ attacking mindset လည်းမရှိဘူး defensive မှာတော်တော်လေးကိုချာတူးလန်တဲ့ကစားသမားတွေလို့ကျွန်တော်နင်မြင်တယ်။လက်ရှိမှာကျွန်တော် personal မြင်ရတဲ့ဘန်တန်ကကတော့သူ့အနေနဲ့ ACL လက်ထိထားတဲ့ခေါင်းလက်ထိထားတဲ့ down shot သူ့ရဲ့ကစားသမားကဘွားကတော်တော်လေးကိုပြီးဆုံးသွားခဲ့ပြီလို့မြင်တယ်။တစ်ချက်တစ်ချက်ထကောင်းတဲ့အခြေအနေတွေကလွဲလို့ဘန်တန်ကစီကလည်းကျွန်တော်ဘာမှမမြင်ရတော့ဘီဇူမာကစပိုင်းရာဒီက ာဒီနှစ်မှဒီနားမှရင်ကုန်ဆုံးသွားခဲ့ပြီလို့မြင်တယ်။နောက်ပွဲမှာနီးပြအနေနဲ့ခန်းစီကစားသမားတွေများစုံလင်လာခဲ့လို့ရှိရင်တော့ပြောချင်တာဓမာရိုက်ကိုဆိုပြီးလမာရဂရိတော့ပြောပြီးကျွန်တော်အာချီဂရိတ်ကိုချာတိတ်လူကစားမှာနံပါတ်6ရိုးနေရာမှာ employ လုပ်ကြည့်ပက်ပဲစာကို CM 3 AM နေရာမှာဒါခုနပေါ်သူပဲဒါကျွန်တော်တို့အဲ အာမက်ဒီဆင်ကိုသုံးပါတော့အဲ့ဒီနေ့ပေါ်မှာမက်ဒီဆင်ကိုတော့ချီကျူးတယ်မက်ဒီဆင်နဲ့ဒီလိုမျိုးသူဝင်လာဝင်လာသူတစ်ချက်တစ်ချက်အကွက်တွေကသူ့စီကမြင်ခဲ့ရတယ်မှာပါတယ်သူ့ရဲ့ဒါကျွန်တော်တို့တော်တော်လေးကိုအမျော်မြင်ရှိခဲ့မှုကတစင်တာကျွန်တော်ဟိုဒုတိယရဲ့ဒါပနတီရသွားခဲ့ရဆိုလဲမမအောင်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်စင်ဒီကွင်းလေကစားသမားတွေကလက်ရှိမှာစပါးရဲ့ level စပါးသင်း level လို့ပြောအောင်စပါးသင်းကအခုကောင်73အဆင့်73မှာတိုင်ပတ်နေအသေးသေးဖြစ်တယ်အတွက်ကြောင့်မလို့ဒါတော်တော်လေးကိုတိုင်ပတ်နေလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်မြေတို့ပဲစိုးစိမ်းကောင်ဒီနေ့ပေါ်မှာဒါကွင်းလေပိုင်းကစပါးသင်းတော်တော်လေးကိုစိုးရခဲ့တယ်ဒါစပါးသင်းဒါကျွန်တော်လက်ရှိမှာ anti booster ကနေဒုတိယ ာဘက်မှာဖောင်ဖြတ်ချလိုက်ပြီးဒါပက်ပေးစာဘက်ဝဲဒါကျွန်တော် medicine ဆိုတဲ့အတွဲဖက်ကြီးကိုအုံနိုင်အုံနိုင်ပြန်သုံးချလိုက်တဲ့အချိန်မှာဒါကျွန်တော်ကွင်းလယ်ဘိုင်းကတော်တော်လေးကိုဒါကျွန်တော်တိုးတက်လာခဲ့တာကိုတွေ့ရမှာဒါပေမဲ့ပြဿနာကအဲ့ကွင်းလယ်ဘိုင်းကတိုက်စစ်ကိုအရန်ဦးစားပေးတော့ကြောင်းခန်းစစ်အလွန်ကျွန်းကျွန်းတယ်ဒါပေမဲ့အခုလက်ရှိဒီနေ့ပေါ်တော့မှာဒါ Mickey Van Der Ven ပြန်လာခဲ့ပြီးနောက်မှာဒါခန်းစစ်ဘက်မှာ Mickey Van Der Ven နဲ့ Dance ဆိုနေအကောင်ဆုံးပြန်လေးလုပ်ခဲ့တယ်အဲ့တော့ Romero ဒီနေ့ပြန်ပါ Romero တလုံးပေးရတယ် Mickey Van Der Ven တလုံးပေးရတယ်တယောက်တလုံးပေးလိုက်တော့ဒါကျွန်တော်နေတိမ်ပြောရမှာမဟုတ်ထုံးရနိုင်ဒီနေ့ပေါ်တော့မှာတကယ်ဟိုင်လိုက်ရဆက်ပြီးပြောရမယ်ဆိုရင်တော့ The Just Fans ပါပဲ ဲ Spencer ကဒီနေ့ပွဲစမှာ Spartan တို့အတွက်အကောင်းဆုံးတဲ့ကစားသမားတစ်ယောက်ပြောလို့ရတယ်။နောက်တစ်တယောက်ကဒါ Bugway ပါပဲ။ဒီနေ့ပွဲစမှာဒါကျွန်တော်တို့နေတဲ့ Go Power ပတ်သက်မှု ਨੇ ပါ Game Queen Le Walk Rate မှာတစ်ဖက်ကဒါကျွန်တော် Adam ဆို Christie ထွက်သွားတဲ့အချိန် Clive ကကြတဲ့အချိန်မှာ Bugway တယောက်ယုံနာယုံနေဆိုတော့အသက်16 19အရွယ်နဲ့ပြန်ဆန်းချင်မှာတော်တော်လေးကိုမလိုက်တဲ့ရွယ်လို့ပြောလို့ရတယ်မှာပါ။ဒါပေမဲ့လက်ရှိအနေထားအပြန်ကြည့်မယ်ဆိုတော့ Vicario ကိုလည်းအင်မတန်မှကျေးဇူးတင်ရမယ်။ကစားသမားနဲ့ဒါကျွန်တော်1 on 1တွေ့တဲ့အချိန်မှာ Vicario အပိုင်လုံးဒါကျွန်တော်ပွဲစပြီး16 second မှာနေတာကျွန်တော်တို့ Romero ဒါကျွန်တော် မဲ့ရတာကျွန်တော် clive ကိုရောင်းလိုက်တဲ့ဘောလုံးဒါကျွန်တော် one on one တွေ့ခဲ့တယ် vicario အကောင်းဆုံးပို့ထုတ်သွားခဲ့ဒီနေ့ပေါ်မှာ vicario ဒါမကောင်းဘူး spa တင်နေတာကျွန်တော်တို့တော့ဒါပေမဲ့ vicario ကောင်းတာမှန်မယ်လက်ရှိမှာဒီဘက် short stop ball တော်တော်လေးကိုချီချူးပို့ခါဒါပေမဲ့ကျွန်တော်တို့ဗျာတူးတူးဖြစ်နေတဲ့အချိန် တလုံးတော့တချို့တော့ movement မှာဒါကျွန်တော်ဆက်ချင်းဆိုလို့စကနေ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 ဘောလုံးကိုဒါကျွန်တော်မြ мян ပေးရမယ့်အချိန်မှာ Vicario တကောင်ဘာတွေလုံနေမှမသိတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားတယ်။ဒါကျွန်တော်ကိုင်းတဲ့ကပိတ်သက်တရားအစာလန့်ဆဲအောင် Vicario တကဘောလုံးကိုမလွတ်ချင်တဲ့အနေထားမှာရှိရလို့ကျွန်တော်မြင်မိရတယ်မှာပါတယ်။ဒီနေ့ပုံစံမှာဒါဘုံမောက်တော့ကတော်တော်လေးကိုနှမျောစရာပါပဲ။ Spartan ကိုနိုင်ခဲ့တဲ့ Spartan ကတော့လက်ရှိမှာကန်ကောင်းကိုသေရတမတ်ရသွားခဲ့တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားကုန်ပြီပေါ့ဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့စပောင်းကိုကြည့်လို့ရပါတယ်။ မြမြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ tv4u တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရမြမြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြမြကလစ်မှမြမြနာဖြစ်ပါတယ်အားလုံးပဲမြမြလေးကလစ်ပေးကြပါဗျမြမြကလစ်မှမြမြနာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ဒေးပါဗျ